င်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကျုံတစ်ထဲကတသက်တခါဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်မောင်လူအေးဒီတားမရဒုက္ခကိုကြောက်လာတော့ကြောင့် ခန့်ငယ်ငယ်ကပင်လူပြိုကြီးလုံနေမည်ဟု ဆုံးဖြတ်ထားခဲ့၏ကြီးပြင်းလာ၍အလုတ်အကန်ရသောအခါအစိုးရအမှုတန်းအဖြစ်ဖြင့်အမျိုးမျိုးသို့လှည့်လည်သွားရောက်ရလေသည်တယောက်တည်းနေထိုင်ရသည်မှာအတော်ကြာ၍လာ၏ရုံးမှပြန်ချင်းများတွင် ပြင်းတင်းတင်းဟာတာတာ ဖြစ်လျက်နေ၏တစုံတစ်ခုလိုနေတဲ့ကဲ့သို့ထင်မှတ်မိ၏ဘာအတွက်လိုနေမှန်းမသိပလက်ကလထိုင်းပေါ်တွင်ဟိုတွေးတီတွေးနေ အိပ်ပျော်၍တွားရသည်မှာလဲမကြမကြဖြစ်လေသည်တခါသော မိမယူလင်ပြင်းရည်ချင်းစိတ်တို့မှကင်းကောင်းကင်းမလားဟု တွေးတောင်တွေးမိ၏တွေးတော်မိသည့်အတိုင်းတင့်လျော်သော မိမကိုရှာ၏မတွေ့နိုင်သဖြင့်အတန်ကြာအောင်စိတ်ပြန့်မိလေသည်နောက်ဆုံး၌မိမိနှင့်ငငယ်ကကစားပတ်မမျှတန်းကလေးကိုယူရန် ဆုံးဖြတ်လိုက်လေသည်ယူရန်မိမကိုမြင်ပေပြီသို့သော မင်္ဂလာဆောင်အခမ်းအနားကြီးကြီးကျယ်ကျယ်လှုပ်ချင်းကိုမကြိုင်နေလေကြောင်ကြောင်ကြီးလူတကာစိုက်ကြည့်ကြသည်ကို မခံနိုင်မိမိအိမ်နှင့်မမျှတန်းတို့အိမ်မှာလဲနီးသည်မဟုတ် နေလေကြောင်ကြောင်မော်တော်ကားတို့ဖြင့်စီတန်း၍သွားရချေပြီအိမ်တိုင်းအိမ်တိုင်းမှ လူတကာထွက်ကြည့်ပြီးလင်ဟိုပြောဒီပြောနှင့်လှုပ်နေကြမည်ကို မခံနိုင်ဤသို့စဉ်းစားရင်းနှင့်ပင်အချိန်အတော်နှောင်းခဲ့၏နောက်ဆုံး၌ ညအချိန်တွင် လူကြီး၁၀ယောက်15ယောက်ခန့်ဖြင့်တိတ်ဆိတ်စွာမင်္ဂလာဆောင်ရမည်ဟုဆုံးဖြတ်လိုက်လေသည်မမြတန်းတို့ဘက်မှသဘောကျလိမ့်မည်လားသဘောကျအောင်တိုက်တွန်းရပေမည်တိုက်လဲတိုက်တွန်း၏တိုက်တွန်းသည့်အတိုင်းလဲလိုက်နာကြ၏လူကြီး၁၀ဦး15ဦးတို့ကိုနှုတ်ဖြင့်ဖိတ်ပြီးလျှင်ညအချိန်တွင်မော်တော်ကား3-4စင်းတို့ဖြင့်မမြတန်းတို့အိမ်သို့သွားကြ၏ ၎င်းမော်တော်ကားတို့တွင်လိုက်ပါလာသူတို့အနက်တဝက်ကြောကြောမှဆွေမျိုးသားချင်းတို့သာဖြစ်လေသည်လာဇန်း၁၂ရက်နေ့ညဖြစ်သောကြောင့်လာကောင်းကောင်းသားလျက်နေ၏စိတ်ကြည်နူးပွေကောင်းလာ၏မော်တော်ကား၃၄စီးတို့မှလည်းမိမိတို့ဝတ္တရားရှိသည့်အတိုင်းယောက်ျားအိမ်မမိန်းမအိမ်တို့စိုက်စိုက်မြိတ်မြိတ်တွားကြကုန်၏ငါတို့ဤပွဲမျိုးနှွဲကြသည်မှများလာပေ၏ အီမင်္ဂလာဆောင်လောက်တိတ်ဆိတ်သည်မှာတကားမြမကြုံဖူးသေးဟု၍တစည်းနှင့်တစည်းတီးတိုးစကားလှမ်း၍မပြောကြားကြတော့လဲပြောကြားတဲ့ကဲ့သို့ထင်မှတ်ရပေ၏မော်တော်ကားများဖြတ်သွားရာလမ်းတစ်လျှောက်လုံးတွင် နေထိုင်ကြသောသူတို့လည်းမော်တော်ကားများဖြတ်သွားကြသောအခါဘာအတွက်သွားကြပါသလဲမင်္ဂလာဆောင်ပဲလားရှင်ပြုပဲလားဘာမှလည်းမကြအစည်းအဝေးပွဲများပဲလားစသဖြင့် အမျိုးမျိုးတွေ့တော်ပြောဆိုကြကုန်၏အတန်ကြာလင်းမော်တော်ကားတို့လည်းမမျတန်းတို့အိမ်ရှိတွင်စိုက်ကြကုန်၏လိုက်ပါလာသူတို့လည်းအသီးသီးမမျတန်းတို့အိမ်အပေါ်ရက်သို့တက်ကြ၏မောင်လူအေးတက်မီအပြုတွင်လှေကားမှစီး၍ရွှေကျိုးတို့စိန်ကျိုးတို့ဖြင့်တန်းကြကုန်၏မောင်လူအေး၏လက်ထဲတွင်ပတ်စံတပြားမှမပါပတ်စံပါလာရမည်ဟူ၍လည်းမသိ ရှေးအထက်ထက်ကဒူရဂမင်္ဂလာဆောင်များတို့လည်းမတော်ဘူးစိန်ရိုးရွှေကျိုးတို့ဖြင့်မိမိအားစီး၍တားဒီကိုအံ့ဩ၍မဆုံး9မိနစ်ခန့်ကြောင်တောင်တောင်ကြီးရက်လျက်နေ၏စကားလည်းမပြောမျက်နှာထားလည်းမတက် ပြုံးရမလိုလိုရေရမလိုလိုစိတ်ဆိုးရမလိုလိုအခက်ကြီးခက်လျက်နေ၏ပွဲနေပွဲတိုင်းမလုတ်ပါပဲလျက် ်စိန်ကျိုးတို့ရွှေကျိုးတို့ဖြင့် စီး၍တာဒီကို စင်းစား၍မရနိုင်အောင်ဖြစ်နေပေ၏နောက်ဆုံး၌မောင်လူအေးဤဦးလေးကငွေထုတ်၍ပေ၏မောင်လူအေးလည်းလူကြီးများနှင့်အတူအိမ်အပေါ်ရက်သို့လိုက်၍တက်ခဲ့၏အိမ်အပေါ်ရက်သို့ရောက်၍လူပေါင်း80ကျော်ခန့်ထိုင်နေကြသည်ကိုမြင်ရလျှင်စိတ်ထဲတွင်လန့်၍သွား၏ထိတ်၍သွား၏မျက်နာပြက်၍သွား၏ရင်ထဲတွင်ဒိတ်ဒိတ်နှင့်နေ၏ မင်္ဂလာဆောင်တို့လာရောက်ကြသောသူတို့လည်းမြည်သူကိုမျှမကြည့်မောင်လူအေးကိုသာလည်းစိုက်၍ကြည်နေကြကုန်၏ကဘာစစ်ကြီးဖြစ်စဉ်ကဂျာမန်လီယင်ပြန်ကို အင်္ဂလိပ်တို့က ရှက်လိုက်ခေါ်အားကောင်းလာသည့်ဓာမီတို့ဖြင့်ထိုး၍ထားကြ၏ဘဲတို့မျက်နှာထားရမှမသိဖြစ်နေ၏ရှက်လဲရှက်၏အခမ်းရလဲခက်၏၎င်းတို့၏မျက်လုံးတို့ကို ထိုးပေါက်ချင်းစိမ့်လဲပေါ်၍လာ၏ ဤသို့စိုက်ကြည့်ယုံနှင့်တင်းမတိန်ကြသည် တီတူစကားပြောကြသည်၏လက်တို့ကြသည်၏မောင်လူအေကမိမိစိတ်ထင်းသည့်အတိုင်းမဟုတ်သောကြောင့်မျက်နာမထတတ်မျက်နာတင်းတင်းထားရကောင်းမလားမျက်နှာပြောင်တိုက်သည်ဟု ဆိုကြပေလိမ့်မည်မျက်နှာသေးကလေးနှင့်နေရကောင်းမလားရှက်အားကြီးသည်ဟု ဆိုကြပေလိမ့်မည် နောက်ဆုံး၌မြည်သူကိုမျှမကြည့်ကျမ်းမြင်ကိုသာငုံ၍စိုက်၍ကြည်နေလေတော့တည်း ဟိုပြောဒီပြောနှင့်နေကြ၏ခြင်းတုတ်လက်ဖက်တုတ်တို့ကိုစားကြသည်မောင်လူအေကဘာကိုမျှမမြင်ဟိုတွေးဒီတွေးနှင့်သာနေ၏အတန်ကြာအောင်ဒုက္ခခံနေရပြီးနောက်မှမောင်လူအေ၏အဖေကသားကိုအပ်၏မမျှတန်း၏အဖေကလက်ခံ၏ဤသို့ပြောဆိုကြပြီးနောက်အတန်ကလေးကြာအောင်နေပြန်၏မောင်လူအေလည်းလက်ကင်ဘဝကိုထုတ်၍ချွေးတုတ်ရပြန်၏ပြီးပါတော့ ပြီးပါတော့ဟုတောင်းတ၏အောက်ထက်တွင်ရေခဲမှုတ်စားကြွရန်လူတယောက်ကလာ၍ဖိတ်၏လေးယောက်တည်းငါးယောက်တည်းဆင်း၍သွားကြ၏လူကုံအောင်나이ဝက်ကြောကြောစောင့်ရလေသည်လူကုံသောခါမောင်လူအေးကိုပါခေါ်သွားကြ၏ရေခဲမှုတ်စားပြီးလင်တက်၍လာရပြန်၏အခန်းထဲသို့ဝင်းရံသာကြံတော့သည်လူတကာဤစိုက်ကြည့်ခြင်းမှကင်းလွတ်ပေပြီ အခန်းထဲဝင်းမီအလုတ်တွင်ကျိုးတားကြပြန်၏လာချေသေးရဲ့အာကမိမတွေဝါပဲမဝကြသေးဘူးပိုက်ဆံပေးရပြန်၏နဲသည်ဟု ဆိုကြ၏မနဲဟု ပြန်ပြောကြရပြန်၏အတန်ကြာလဲအခန်းထဲသို့ရောက်၍တွားလီတော်တည်းမောင်လူအေးလဲဘယ်မှာထိုင်ရမှန်းမသိဟိုကြည့်ဒီကြည့်နဲ့လုံနေ၏လူကြီးတယောက်ကဟိုနေရာမှာထိုင်မှာဟု လက်ညှိုးထိုး၍ပြလေသည် ၎င်းနေရာကမက်မြတန်းကလေးနှင့်ကက်လျက်နေ၏တချက်မြသာစောင်း၍ကြည့်မိ၏မက်မြတန်းကရှက်တော့ကြောင့်မျက်နှာငုံလျက်နေလေသည်အနားတွင် မိမခက်ရွယ်ရွယ်နှစ်ယောက်ထိုင်နေကြ၏မောင်လူအေးထိုင်မိလျင်မိဘများအားကြော့ရန်ပြော၏ပြိုင်သူကြော့ကြရရှာ၏ထို့နောက်ဆွေမျိုးအတီးသည်ကြော့ကြရပြန်၏အကျိန်ပေါင်းမရေတွက်နိုင်မီစိတ်ညစ်ဆရာကြီးပေတီး တော်တော်အချိန်နှောင်း၍သွား၏ဧသည်တို့လည်းပား၍ပား၍သွား၏နှစ်ယောက်သားရှင်ပြိုင်က ထိုင်နေကြရရှာ၏တယောက်ကိုတယောက်ကြည်ချင်းကြ၏ကြည်လဲမကြည်ဝွန်ရှာကြတနာเสียပေအနာတွင် အဖို့တယောက်နှစ်ယောက်ရှိ၏၎င်းတို့ကသာစကားပြောနေကြ၏မောင်လူအေးနှင့်မမြတန်းတို့ကစိတ်စိတ်နေကြ၏အတန်စားလဲအိမ်ဆောင်နှင့်မြို့ဆောင်နှင့်အစရှိသော နတ်တူအားကြော့ရန်လာခေါ်သောကြောင့်နှစ်ယောက်စလုံးဇုံတွဲဆင်းခဲ့ကြရပြန်၏။အော်ဆုံးပဲမဆုံးနိုင်ဘူးပါကလား။ဤသို့ကြော့နေကြရသည်နှစ်ပင်အချိန်နှောင်း၍သွား၏။ဆယ်နာရီခွဲ၍သွား၏။ထို့နောက်ဆက်တနာရီထိုး၏။မောလာပေပြီးစိတ်လဲညစ်လာ၏။အိမ်လဲငိုက်လာ၏။အဲ့တဲ့များလဲမရှိတော့ပြီ။မမြတန်းလဲမိမိအဖော်မိန်းမနှစ်ယောက်နဲ့ ိမ်ပေါ်သို့တက်၍သွား၏မိမိနောက်ကလိုက်၍တက်သွားရမည်မှအခက် အိမ်အောက်ထက်တွင်မတ်မြတန်း၏ဦးလေးတော်သူနှင့်စကားပြောနေရပြန်၏အချိန်လဲညစ်နက်တထက်ညစ်နက်၍လာ၏မတ်မြတန်း၏ဦးလေးလည်းအိမ်ငိုက်သဖြင့်တန်းဝေ၍လာ၏မောင်လူအေးတို့လည်းတန်းဝေခြင်းရောဂါကူးဆက်ပြန်ပွား၏နောက်ဆုံး၌မောင်လူအေးအိမ်ပေါ်ထက်သို့တက်၍သွားလေတော်သည် အခန်းထဲသို့မောင်လူအေးဝင်၍သွား၏မမျှတန်း၏အနားတွင် မိမဖော်၃၄ယောက်ရှိလေသည်ကြောင်တောင်တောင်ဖြစ်နေ၏ရှက်တက်တက်ဖြစ်နေ၏ဟိုနေရာထိုင်ရမလို့လို့ဒီနေရာထိုင်ရမလို့လို့အတော်ကြာအောင်မင်းမောင်လူအေးမှာ မလိုလိုနှင့်ဖြစ်၏ထို့သို့ဖြစ်နေ၍ကိစ္စမပီးထိုင်လီမှာပဲဟု စိတ်ကူးကတောင်းတတောင်းတွင်တယောက်သေးတွားရောက်ခါထိုင်၏ရှက်တက်တက်ထိုမိမ့်မတို့လည်း ထွက်၍သွားကြကုန်၏မောင်လူအင်းနှင့်မမျက်တန်းတို့သာလဲအခန်းထဲ၌ကြံတော်၏မင်္ဂလာဆောင်ဤဒုက္ခကြီးလှစွာဤတကားမောင်လူအေးသည်မိမိညက်နေကလေးကဝှစ်ထားရသောပဆိုးတောင်ရှိကို ချွတ်ခါတပတ်ရဲ့လုံကြီးကိုဝှစ်၏အပြင်အင်းကြီးကိုချွတ်ပြီးလျင်မှန်ပီရိုထဲတွင်ထား၏ဖွင့်နာသောတကားများကို ပိတ်၏ဘယ်နေရာမှထိုင်ရမလို့လို့ဖြစ်နေပြန်၏နောက်ဆုံး၌ အခန်းအတွင်ခင်းထားသောတလွန်ကလေးပေါ်တွင်ထိုင်၏မမျှတန်ကမိမိနေရာမှာပင်ခေါင်းကုံကထိုင်နေသည်၏မောင်လူအေးလည်းမမျှတန်ကလေး၏အနားသို့တွားပြီးလျင်တလွန်ကလေးပေါ်တွင်မိမိနှင့်အတူလာရောက်ထိုင်ရန်ခေါ်၏မမျှတန်လည်းအလိုက်သိစွာလိုက်၍လာခဲ့၏နှစ်ယောက်သားထိုင်မိကြလျင် မောင်လူအေးကဆွေမျိုးတွေကိုကြောလိုက်ရတာတညောင်းပဲနော်မမျှတန်က ုသူရတာပေါ့မောင်လူအေးကကုသူရတာဟုတ်သားပေါ့ညောင်းတာကခက်တယ်မညောင်းရင်ဘာကုသူများများရမလဲမြင်းကြံကိုလိုက်မလားဘတော့လေတနင်းကနေနှစ်ပတ်ကြာရင်လိုက်ရတာပေါ့ဤသို့ဟိုပြောဒီပြောတပြောတည်းပြောလိုက်ကြသည်မှာနာယီနှစ်ချက်ထိုး၍သွား၏ထို့နောက်လေးနာယီထို့နောက်ငါးနာယီ ကြီးများနိုး၍ဩကြ၏အိမ်ရှိတွင်ဈေးတဲများစူညံစွာဩနေကြ၏မောင်လူအေးတို့လည်းစကားပြော၍ကောင်းနှုံးပင်အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါလိမ့်ရှင်မိษွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကြံမာခြင်းပေါင်းနဲ့တလုံးတူရတဲ့ပြည့်စုံနိုင်ကြပါစေနော်